တချို့ကဘာပြောလဲလို့ဆိုတော့32ပုံမှာလူပုံတစ်ပုံနဲ့အရရတာပေါ့နော်။ဒါလူဖြစ်တုံးတောက်ထားကြပါညာဆိုပြီးရှိရှိတယ်။ဓာတ်ထူလီကားလေးတွေပေါ့နော်။ဒါကလည်းဟိုတိမတ်စရာတစ်ခုပေါ့လေ။နောက်တစ်ခါတချို့ရဲ့ဂျိုးတွေကြတော့လည်းပဲဟိုတချို့တောက်တယ်ဗျာ။တောက်ပြီမဲ့လည်းပဲဝါရင်း3လဆိုတာရှောင်ကြတာရှိတယ်။ရမီရာယာသိခါဖို့ပြန်တော့เนาะ ဲ့တော့သုရမေရယသိခာပုဂ္ဂိုလ်ဒီနေ့ကျွန်တော်တို့သတ်မှတ်တဲ့အချင်းတို့လေးတွေမှာပေါ့ဒါကိုကျွန်တော်တို့အချင်းတို့ဆွေးနွေးတင်ပြသွားမယ်အဲ့တော့သုရမေရယသိခာပုဂ္ဂိုလ်ဆိုရင်ပါဠိတော်အရင်ဆိုရတာပေါ့နော်သုရမေရယမစ္ဆပမာတထနာဝေရဏိသိခာပလံသမာတိယမိဒါကိုမြန်မာလိုတိုက်ရိုက်ပြန်ဆိုမှဆိုရင်တော့ဟလာမူရည်ရည်မူခြင်းအကြောင်းဖြစ်သောသေရည်သေးရက်တို့ကိုတောက်စားခြင်းသုံးဆွဲခြင်းတို့မှာရှောင်ကျင်ရာဖြစ်သောသိခာပုဂ္ဂိုလ်သမာတိယမိကောင်းစွာဆောက်တည်ပါ၏အဲ့တော့ဒီနေရာမှာခုနက ုရမေရာယာလို့တအုပ်တစ်ချောင်းငင်နဲ့ဆိုမှမှန်တယ်ဗျာတော်တော်များများကတအုပ်နှစ်ချောင်းငင်သံနဲ့ဆိုတာတွေရှိတယ်သုရမေရာယာဆိုမဟုတ်ဘူးပေါ့နော်အဲ့တော့ဒီတိခါဘုံမှာသုရနဲ့မေရာယာနှစ်ပိုင်းရှိတယ်သုရဆိုတာကသေရီကိုခေါ်တယ်မေရာယာကအရက်ကိုခေါ်တယ်အဲ့တော့ပေါင်းရင်သေရီအရက်လို့ဆိုပေမဲ့ဝါစာတိလိဋ္ဌပြီအောင်သေရီသေရက်လို့ဒီလိုပြောတာပေါ့ပြီးတော့တခါသုရမှာကလည်းပဲ၅မျိုးရှိတယ်မေရာယာမှာ၅မျိုးရှိတယ် ဒါကလည်းမြန်မာစကားမြန်မာနားမှာထင်ရှားစေမြဲအသိချွဲယူသလိုသိတာယူမြန်မာလို့ပြောမှာပေါ့နော်ပါဠိလိုဆိုတခါပြန်နေရရင်အချိန်ကြီးစားမှာကြောင့်လို့အဲ့တော့သူရငါးမျိုးကသူကမုံတို့မုံမြတ်တို့တဆေးတို့နော်နောက်ပြီးတော့ထမင်းတို့အဲ့ဒါတွေကိုအချင်းဖောက်ထားတာပေါ့အချင်းဖောက်ပြီးတော့တေးကြီးလှုပ်ထားတာပေါ့နောက်ဆုံးတစ်ခုကတော့သူကသံပါရသံယုတ္တဆိုအထူးထူးပြပြစီမံထားတဲ့ဟာနော်ဒါနောက်တော့ပေါ်လာတယ်မိရရရမှာလည်းငါးမျိုးရှိတယ်မိရရရကတော့ခုနကမုံတို့မုံမြတ်တို့ထမင်းတို့တဆေးတို့မဟုတ်တော့ သူကအသီးပွင့်နေနဲ့လုပ်တဲ့ဟာပေါ့နော်။မအုံပွင့်တို့ထမ်းပွင့်တို့ရှစ်ရှားသီးတို့ဖန်ကားသီးတို့အဲ့လိုအသီးတွေပေါ့။တာမန်သီးတွေကတန်ခါတော်တွေအတွက်သုံးဆွဲလို့နော်ဖုံးပေးလို့အဆင်ပြေပေမဲ့ခြေနေတစ်ခုကိုပြောင်းသွားတဲ့အခါမှာသူကအဆင်မပြေတော့ဘူးနော်။ဟိုပါပေါ့။သေရသေးရက်တွေဖြစ်သွားတာပေါ့။ဥပမာတပြေသေးရက်မူတရက်ဖက်သက်သစ်စီမြည်တော့ရင်ငပြောကြာစွဲနော်။ရှစ်မျိုးဖြော်ကြီးဆိုတာဟိုဖြော်ကြီးလုတ်ပြီးတောက်ရတဲ့အသီးရှစ်မျိုးပေါ့။ ဒါအပ်တယ်ပေါ့မြတ်စွာဘုရားရှင်ပြောတာအဲ့ဒီထဲမှာမုဒရက်ပါတယ်ဗျာမုဒရက်ဆိုတာကျွန်တော်တို့ဒီခေတ်မှာဆိုရင်သပြည့်တိကိုပြောတာဒါပေမဲ့အဲ့ဒီသပြည့်တိကိုတုံးဆောင်လို့ရတယ်ဖြော်ရည်လုပ်လို့ရတယ်သို့သောအဲ့ဒီသပြည့်တိကိုအချင်းဖောက်ပြီးလုပ်လိုက်တဲ့ဟာကြရင်အချင်းတွေတခုပြောင်းသွားရင်မအပ်တော့ဘူးပေါ့နော်လူတွေလည်းမအပ်ဘူးယဟန်တွေလည်းမအပ်တော့ဘူးဥမာသပြည့်ဝိုင်းလို့သပြည့်အရက်တို့ဖြစ်သွားတာပေါ့အချင်းဖောက်လိုက်တဲ့ဟာမျိုး ဒီလိုပဲဟိုပါတိမြင့်ကြီးတို့တစ္ဆိတ်ကြီးတို့ဆိုပါလေဒီလိုပဲပေါ့နော်အဲ့တော့သူရာ၅မျိုးမိရာရ၅မျိုးမိရာရမှာလည်းပဲသူကတံပါရတန်ယုဒ္ဓဆိုတာအဲ့လိုပြန်ပါတယ်မစ္ဆပမာတထနာဆိုမှုမေလျော့စီဆိုအကြောင်းပေါ့နော်ဒါကြောင့်တေရီတေရဲ့တောက်သုံးခြင်းကိုရှောင်ကျင်ရဖြစ်တဲ့ဒိက္ခပရဒိက္ခဘုတ်ပေါ့ဒိက္ခပရဒိက္ခဘုတ်ကိုစောက်တည်ကြတယ်ဒါပေမဲ့အခုခေတ်ကာလမှာတော့ခုနကပြောတဲ့တေရီတေရဲ့ဆိုတာကထုံးလုပ်တဲ့လူရောတုံးဆွဲတဲ့လူရောအကြောင်းမျိုးမျိုးနဲ့လုံနေကြတာပေါ့နော်ဒါကလက်ရှိမျက်မှောက်အခြေအနေပေါ့ ဆိုလိုတာကငွေကြေးမတက်နိုင်တဲ့ပုဂ္ဂိုလ်တွေကရက်ကိုခိုးချက်တာပေါ့ဗျာ။နည်းနည်းတက်နိုင်တဲ့ပုဂ္ဂိုလ်ကတော့လိုင်စင်နဲ့ချက်တာပေါ့။အရန်တက်နိုင်တဲ့ပုဂ္ဂိုလ်ကြရတယ်တော့လည်းပဲအစိုးရနဲ့ဖက်ဆက်ဆက်တာချက်တာပေါ့ဗျာ။အရက်ချက်ဆက်ရုံနေဒါဥတွေနဲ့ခွင့်ပြုထားတယ်ဆိုတော့ချက်တာပေါ့။ဒါကထုတ်လုပ်တဲ့အပိုင်းပေါ့။သုံးဆွဲတဲ့အပိုင်းမှာလည်းအကြောင်းမျိုးမျိုးနဲ့သုံးဆွဲတာပေါ့။ကြိုက်လို့တောက်တာရှိကြပေါ့နော်။မိုက်လို့တောက်တာရှိတယ်ပျော်လို့တောက်တာရှိတယ်ပြင်းလို့တောက်တာရှိတယ်ရေစစ်တင်ခြင်းလို့တောက်တာရှိတယ်ခြေဝါပြင်းနဲ့တောက်နေရတယ်ရောမျိုးစုံရှိကြပါတော့နော်ဒါသုံးဆက်မှုပဲ ။အဲတချို့ဆိုရင်ထွေလီကာလီတွေပေါ့ဗျာ။ဟိုရဲသမားတွေမှာရှိကြလေ။တချို့ကဗာပြောလဲလို့ဆိုတော့30ပုံမှာလူပုံတစ်ပုံနဲ့အရရတာပေါ့နော်။ဒါလူဖြစ်တုံးတောက်ထားကြပါညာဆိုပြီးလို့ရှိတယ်။ဒါထွေလီကာလီတွေပေါ့နော်။ဒါလည်းဟိုတိမတ်စရာတစ်ခုပေါ့လေ။နောက်တစ်ခါတချို့ရဲကျိုးတွေကြတော့လည်းပဲဟိုတချို့တောက်တယ်ဗျာ။တောက်ပြီမဲ့လည်းပဲဝါတွင်း3လဆိုတာရှောင်ကြတာရှိရဲ့ဒါပေမဲ့အတော်သမားကြီးတွေကဒါကိုမရှောင်သင့်ဘူးဘာညာနဲ့လောက်တာရှိရဲ့ဒါစုံပေါ့ဗျာမကြောက်လဲလို့ဆိုတော့ဝါတွင်း3လမှာ အဲ့တော့ဝါစုလပြည့်နေရနေစပြီးတော့မြတ်စွာဘုရားရှင်ကတောင်းလင်းတာကိုတက်သွားတာဟိုပြီးတော့မှဒေသနာတော့၃လဟောတာဟိုပဲတရင်ကျွတ်လပြည့်နေမှာပြန်ဆင်းတော့လူပြည့်ပြန်ဆင်းတော့အဲ့တော့ဝါရင်း၃လမှာဆိုဘုရားရှင်မရှိဘူးပေါ့ဗျာတောင်းလင်းတာမှာရှိရပေါ့ရှိရင်အာဏာနေရာကြီးတယ်ပေါ့နော်ဒီလိုအားဖြင့်အဲ့ဒါပိုတော့တဲ့နေတို့ပါဒါတွေကအမှန်လေလားအမှားလေလားကုသိုလ်လေလားအကုသိုလ်လေလားအကျိုးရှိလားမရှိလားဆိုတာဒါတွေကကျွန်တော်မင်္ဂလာတရားမင်္ဂလာစကားတုန်းကဟိုရှင်းပြခဲ့ပူပါတယ်ဒါကဆက်ရဆက်အဖြစ်နဲ့ဟိုဒါပြန်ပြီးတော့ပြောတာပါနော်အဲ့တော့ တချို့ဆိုရင်ဟိုဟာပေါ့အရက်တောက်တာပြည့်မရှိဘူးလို့ပြောတာကြီးလည်းရှိတယ်နော်ဒါကြီးဘာကြောင့်ပြည့်မရှိလဲလို့ဆိုတော့တို့ကအရက်ကခုနပြောသလိုပေါ့ဆန်တို့မုံညက်တို့ကောင်းချင်းတို့လားတစေးတို့အစားကြီးပြင်တိဥတို့တိဖူနော်နောက်ပြီးတော့ပန်းပွင့်တို့နဲ့လောက်တာဆိုတော့ပြောရင်တော့တတ်တတ်လွတ်ပေါ့ဗျာဟိုအသားငါမပါဘူးပေါ့နောက်တစ်ခါတို့မှဟိုတရားလိုမရှိဘူးလို့တို့တွေပါပြီးပြောတယ်တရားလိုမရှိဘူးဆိုတာကအရက်ဖြစ်သွားပြီရောင်းတဲ့လူကလည်းကြိုက်စင်းတဲ့ရောင်းတဲ့သောက်တဲ့လူကလည်း တိုက်ခြင်းနဲ့တောက်တယ်ပေါ့နော်ဒါဘာမှတရားလို့မရှိဘူးပေါ့အဲ့ဒါပြင်ဒါပြင်ဒါကြောင့်အရက်တောက်တာသူကအပြစ်မရှိဘူးပေါ့ဒါပြင်ဘယ်သူကအပြစ်ရှိလဲဆိုနွားနုတောက်တဲ့လူတွေအပြစ်ရှိတယ်ဒီလူတွေပြောတာရှိတယ်ဒါကတော့ဝိသုဒအနေနဲ့ပါအဲ့တော့နွားနုတောက်တာဘာကြောင့်အပြစ်ရှိလဲဆိုဆိုတော့ဟိုတရားလူကနွားသားပေါ့ဗျာသူတို့အစုလူကညာထွေးလီကလေးတွေပြောတာနွားသားပေါ့ပေါ့အဲ့တော့တရားလူကနွားသားပေါ့ဆိုတော့တတိဆန်ဖြစ်နေတဲ့အတွက်လောကဥပဒေရတော့တရားလူလုံးလို့မရဘူးပေါ့ဓမ္မဥပဒေရတော့သူကတရားလူပဲပေါ့ ဒါပြင်ကိုသူကနွားနုနဲ့ဆက်ပြီးပြလို့တဲ့ဒိန်ဂျင်ဒိန်ခဲပေါ့ဟောလစ်မိုင်းလိုအဲ့ဒီအလုံးဟာနွားနုပါနေတာဖြစ်တဲ့အတွက်နွားမအကောင်ပဏထောင်လောက်ကိုကျိုးတုပ်ပြီးတော့ဒီလိုနှုတ်ကိုရယူထားလည်းမသိဘူးပေါ့ဒါကြောင့်သူကတရလိုပေါ့နော်နွားသားဘောတရလိုဒီလိုပြောတာကြီးလည်းရှိတယ်တချို့ကဘယ်လောက်ထိတက်ပြီးပြောလာလဲလို့ဆိုတော့အရက်တောက်တာဟာဒစ်စရိုက်ကြရတဲ့မှာမပါဘူးလို့ပြောတာရှိတယ်ဟုတ်တယ်ငါးပါးသီလာထဲမှာတော့သုဒ္ဓမေရာယအနေနဲ့ပါတယ်ပေါ့ဒုစရိုက်၁၀ပါးထဲမှာကျတော့ကာယဒုစရိုက်၃ပါးမှလည်းမပါဘူး ဝတိဒုစရိုက်၄ပါးမှလည်းမပါမနောဒုစရိုက်၃ပါးမှလည်းမပါအဲ့တော့ဒုစရိုက်မမြည်ဘူးဆိုပြီးတော့ဒီလိုပြက်လို့ပြက်စီပြောတာလည်းရှိတယ်အမှန်တော့ဒါတွေကတခုမှမဟုတ်ဘူးဗျာနော်ဟိုပြောနေလဲကြာနေလိမ့်မယ်အဲ့တော့မုဇာဝါဒမှာအဲကာမိတိမိစ္ဆာစာရတုံးကကျွန်တော်ပြောဘူးတယ်နော် lower limit နဲ့ upper limit တို့ခုရှိတယ် lower limit ကကာမေတုမိစ္ဆာစာရမှာကာမေတုရသူကသူရဘသမယသူရဘသသမီးကိုပြောတယ်။ upper limit ရတော့ကံပကု၅ပါးလို့ပြောတယ်နိ အဲ့ဒီတည်းမှာအစင်းမျိုးစုံအတန်မျိုးစုံအနတ်မျိုးစုံရတာမျိုးစုံအဲ့ဒါတွေးထိမျိုးစုံဆိုတော့ငါးဖြာအာယုံကာမဂုဏ်အဲ့တော့အရက်တောက်တယ်ဆိုတာကတောက်တာစားတဲ့ကိစ္စဟာသူကဘာမှပါလဲရတာယုံနဲ့မှပါတယ်ဒီခရွင်းနဲ့ပတ်သက်တယ်အဲ့ဒါကိုမိစ္ဆာစာရဆိုတာလွဲမသွားအသုံးချတာပေါ့နော်မူရိဟိုပါပေါ့အမေလျော့စီတတ်တဲ့ဟာကိုတောက်တဲ့ဟာပေါ့အဲ့တော့ကာမေသူမိစ္ဆာစာရတဲ့မှာပါတယ်အဲ့ဒါကိုသူတို့ကဟိုဒုစရိုက်ဆယ်ပါးတဲ့မှာမတွေ့လို့ဆိုပြီးတော့တဘာကဥပကာရကဆိုပြီးတော့တွင်းယူရတဲ့ဟာတွေပေါ့နော်ဒါက ဟိုဗုဒ္ဓဘာသာတွေသိထားဖို့သင်တဲ့ဟာအဲ့ဒါလိုဒုစရိုက်တဲမှာပါရင်ဘာဖြစ်လဲအပယ်ကြတယ်ဒါမျိုးစောပြရခြင်းတရားရဲ့ဟောတဲ့ဟာနော်အဲ့တော့အင်္ဂုတ္တရပါဠိတော်သစ္စကနိဗ္ဗာန်မှာသုဒ္ဓဘာနာခောဘိခဝေတဲ့အာတိဝိတံနိတိဝိတံနိရယသံဝတ္တနိကပိတိဝိတယသံဝတ္တနိကတိရစ္ဆာဏယောနိသံဝတ္တနိကယောစသဗ္ဗလဟုကောသုဒ္ဓဘာနာတဝိပါကောသောဥမ္မတကသံဝတ္တနိကောဆိုပြီးတော့ဒါဘုရားရှင်ကိုယ်တိုင်ဟောထားတာအဲ့တော့ အရက်ဒေသာတောက်စားတဲ့ပုဂ္ဂိုလ်ဟာတဲ့တည်ရင်ဘာဖြစ်လဲသူပြိတန်နေကျူဟာအပယ်လေးပုံကြားတယ်ငရဲတိစံပြိကြအတူတကယ်အဲ့ဒီကနေအကုသိုလ်ကနေလွတ်လွတ်ဂုံလို့လူပုံပြန်တက်ရင်လူဖြစ်ရင်လူယူပေါ့နတ်ဖြစ်ရင်နတ်ယူပေါ့ဒါအပေါ်ဆုံးဖြစ်နော်ခုနကပြောတဲ့ဟိုဟာပေါ့တပ်ပလဟုခောဆိုတာလေအပေါ်ဆုံးဖြစ်ကလူဖြစ်ရင်လူယူတယ်နတ်ဖြစ်ရင်နတ်ယူတယ်ကျန်တဲ့သိခါဘုရားတွေကိုကြည်လိုက်ကြည့် ပန္နတိပါဒါကိုကျူးလွန်နေသေရင်ငရေကြရတယ်အပေကြရတယ်ပေါ့နော်ပြန်တက်လာရင်ဒီလူဘာဖြစ်မလဲအသက်တူတယ်အနာရောဂါများတယ်ပေါ့အာရိဏန္ဒနာဒီလိုပဲခိုးရင်အပေကြမယ်ပြန်တက်လာရင်သူ့မှာဘာတွေဆက်ခံစားရမလဲဒီဘဝတ္တိအကျိုးကဝိသေယဥစ္စာပါရှာမယ်နေပါမယ်ယန္တိမျိုး၅ပါးနဲ့မြဲဆက်ဆံရမယ်ပေါ့ဗျာကာမိတုလက်ထုံဤသူစာပေါ့နော်လူမုံများမယ်ခက်ရန်ဖြစ်မယ်ပေါ့မုဇာဝါဒဆိုရင်စကားမပြီးသွားမညီတာတွေဖြစ်မယ်ကိုယ်စကားမတည်ဘူးတရားမယုံအစုံပေါ့နော်ဆွဆွဲတာရယ် ဒါပေမဲ့အဲ့လိုခုနကမူဇာသူရမေတာရလို့ဟိုစိတ်ယူဖောက်ပြန်မျိုးမျိုးမရှိမရှိတော့သူတို့ကသူတို့ကျမ်းမာစီဖြစ်စီအသက်တော်စီဖြစ်စီဆင်းရဲစီဖြစ်စီပေါ့ဘုရားရဲ့တရားတော်တွေကိုသူတို့နာကြားနိုင်တယ်နှလုံးသွင်းနိုင်တယ်ဒါနမှုတွေသီလမှုတွေလုပ်နိုင်တယ်ဟိုလူကယူသွားပြီလို့ဆိုတဲ့ဟိုကဘာမှမလုပ်နိုင်တော့မဲ့ဖို့ဆိုတဲ့အန်ဒီယာကလာဒါရဖို့နေနေသာသာပေါ့နော်မဲ့ဖို့နိဗ္ဗာန်ရဖို့နေသာသာဒီဒါနမှုသီလမှုသူတို့ကောင်းတရားမှာပါနှလုံးမသွင်းနိုင်တော့ဘူးနော် အမတန်ကြောက်ဖို့ကောင်းတယ်ဒီသုရမေရာယသဘာဝဖြစ်ရတခုပြောမယ်အယူဖိုးလာတာရှိတယ်အဲ့ဒီအယူဖိုးလာကဘာလဲဆိုတောင်းစားနေရတာပေါ့ဗျာအယူဆိုတော့ဘာလို့ဒီနေ့ကျတော့ထန်းတက်သမားတယောက်ကသူကထန်းတက်တာထန်းတက်တော့သူသွားဖို့သူတက်တာပေါ့ဒါပေမဲ့အယူဖိုးလာကိုလမ်းမြင်တော့လမ်းမေးတယ်မင်းသားအုံးမလားလို့မေးတယ်အယူဖိုးလာကဘာဖြစ်တယ်မလဲအရင်ဘဝကတောက်ခဲ့တာတဲ့အခုထိမူးနေတော့မယ်အမတန်တောင်းဝင်ကရဖို့ကောင်းတယ်နော် သူအရင်ဘဝကတောက်ခဲ့တာလေသူကသူဇာတိတရညာရသည်မရသည်ဖြစ်စေပါနော်အရင်ဘဝကသူတောက်ခဲ့တာအခုဒီအမှုမပြေသေးဘူးတဲ့မူးသူယူနေတော့မယ်လို့ပြောတာနော်အတံဝိကရဖို့ကောင်းတယ်အခုထောင်ထဲမှာအယူထောင်ထဲမှာအယူတွေအများကြီးရှိတယ်အဲ့ဒါအကုန်မူးခဲ့တဲ့ကောင်တွေနော်ဒါမို့ဒါဟိုအမှန်တရားပြောပြတာအဲ့တော့အတိတ်ဘဝကမူးယူခဲ့တဲ့လူတွေမူးပြီးရင်ယူတာပဲဒါအပေါ်ဆုံးဖြစ်ပဲဒါအပေကနေပြန်တက်လာလဲအခုထောင်ထဲမှာအများကြီးရှိတယ်အယူထောင်ထဲမှာအဲ့တော့တောက်သုံးယုံမှမဟုတ်ဘူးရောင်းဝယ်ဖောက်ကားတဲ့လူတွေလည်းယူမှာ เนาะဒီသုရမေရာရရဲ့เนาะတိတ်ကဘောအဲ့တော့ဟိုတုန်းကမြတ်စွာဘုရားရှင်လက်ထက်ကတာဂရမထေဆိုတာရှိတယ်ဇံပိန်ညင်ရတယ်တရေပင်စိတ်မှာငကားအတောင်းကျတဲ့ခါသူကဇံပိန်ညင်နဲ့ဟိုပါဘောเนาะနှိမ့်နှင်းလိုက်တဲ့ခါအောင်မြင်သွားတယ်အောင်မြင်သွားတော့သူကောသံပြည်တပြည်လုံးကချီးမွမ်းပြီးတော့ဆက်ကတ်ကြတာဘောတိန်တဆင်းရှုံးကန်တဲ့ခါမှာဥယေဘောသေးမဖြစ်သေးတဲ့သေနုဘောဗျာပြောရအောင်ဥယေရယ်လောင်းတာဘောလောင်းတော့သူကလည်းတစ်ခွတ်တော့တစ်ခွတ်တော့မူးရပြီးလဲတယ်ဘုရားရှင်ကြွလာတော့ အိန္ဒိယမဆက်နိုင်တော့ယဟန်တွေကခြီလာတယ်ဘုရားကိုကောင်းပေးပြီးတော့ခြားတယ်သူက6တော့ပြန်လှည့်ပြတယ်ဘုရားရှင်ကသူရဘာနာသိခါဖို့ပါစိတ်အဘက်ကိုယဟန်တော်တွေပြင်ရတယ်အိဇာကရမထေနဲ့ဒါမကောင်းတဲ့ကိစ္စကိုပြောတာပါတချို့ကအရက်နည်းနည်းတောက်ရင်ညံချွင်တယ်တို့လန်းဆန်းတယ်တို့ဖြစ်တာပေါ့နော်ဟိုမှာတမာရီရတဲ့ဘိန်ကြီးတမာရီရတဲ့ပုံကောင်တခါတည်းပေါလဲဖောက်ပြန်နေပြပြီးတော့ပြက်စီးသွားတာနော်ဒါအရက်စကားအရက်သမားစကားဘာမှမဟုတ်ဘူးနော်ဒါအတူကြီးစရာမရှိဘူးပေါ့နော်နောက်ဒီဘက်မှာကြည့်မယ်ဆိုရင်ကျွန်တော်တို့ ဆိုးကျိုးတွေပြောပြတာပါမင်းတို့မင်းလက်ထက်တုန်းကစုခါစရာတော့သာရှိတယ်အဲစုခါစရာတော့ကသူကဘာပြောလဲဆိုတော့ရက်တိစာတောက်စားခြင်းကပဋိသင်္ဍေအကျိုးကိုမပေးဘူးတဲ့ဘဝတိအကျိုးတော့ပဲပေးတယ်ပေါ့ဗျာအပယ်ကြတဲ့ဟာအကျိုးကိုမပေးဘူးပေါ့အဲ့ဒါလို့ဟောတယ်ဟောတဲ့ခါကျတော့မင်းတို့မင်းတရားကြီးကအဲဒီစုခါစရာတော့နန်းတော်ကိုပြင်လိုက်တယ်ပြင်ပြီးတရားဟောဖို့ပြင်မလျှောက်တာပေါ့အဲ့တော့ဟောကန်ဒီမှာသူကလျှောက်တယ်စုခါစရာတော့အရှင်ဘုရားတဲ့ဓမ္မခန္ဓာပေါင်း၈၄၀၀ရှိတဲ့အထဲမှာ ုရဘာနာသိခာဘုရားတဲ့ဓမ္မခန္ဓာတစ်ခုကိုဖယ်ရွေးတဲ့ကျင်းသော73,996ခုကိုကြိုက်တယ်လို့ဟောပါအဲသုရဘာနာနဲ့သိခာဘုရားမဟောနဲ့ဆိုတော့အမြင်မှန်ရသွားတယ်နော်အဲသုခစရာတော့ဒါပြေအဲမင်းတို့မင်းလက်ထက်မှာပဲရောတွင်းကိုဥဖို့လိုင်စားရှိတယ်ပညာရှိကြီးပဲဥဖို့လိုင်ရင်တနေ့ကျတော့ဘာရေးလဲလို့ဆိုတော့ရေးရည်စီစေကားကြီးနဲ့တူတယ်လို့ဆိုပြီးရေးတယ်စာအုပ်မှာရေးတော့မင်းတို့မင်းတရားကြီးကဒါကိုလည်းသိရော အဲ့ဒီခုနဥဖိုးလိုင်ကိုအရာတော်ကချလိုက်တယ်ယာရုဖြုတ်တယ်ထောင်ထဲသွင်းလိုက်တယ်နော်ဘာလို့လဲဆိုတော့ရွှေပြည်ဝန်ကိုယ်တိုင်ကပြည်ရေကစေကားကြီးနဲ့တူတယ်လို့ဆိုရင်တို့တတိုင်းတပြည်လုံးအရသမားတွေဖြုတ်ကုန်လိမ့်မယ်နော်ပညာရှိစကားဆိုပြီးတော့လိုက်ပြီးတော့နော်ဟိုကလှုပ်ရအဲ့တော့ထောင်ချပလိုက်တယ်ဒါကမင်းတို့မင်းတရားရဲ့ဟိုသာသနာစိတ်ဓာတ်ပေါ့အမှန်တကယ်တော့ပြောရင်တော့ပြည်ရေကစေကားကြီးနဲ့တူကောင်းတူနိုင်လိမ့်မယ်ဗျာဓာတုပိဒါအော်ဂဲနစ်ဓာတုပိဒါရတူရင်တူလိမ့်မယ် ကျွန်တော်တို့ chemistry မှာ C3CH2OH ပေါ့ဗျာ ethyl alcohol ပေါ့ methyl alcohol လို့တူချင်းတူနေလိမ့်မယ်ဒါပေမဲ့အကျိုးရလက်ကမတူဘူးအဲ့တော့ကျွန်တော်တို့မှာကဘာလဲဆိုဆရာရှိတယ်တတ္တဒီဝမလို့ဆက်မဆော့ဘုရားရှင်ကဒါကိုမသိတော့ဘူးလို့ပြောတဲ့ဟာရှောင်ကျင်ဖို့ပဲပေါ့နော်ဒါအပြင်ကိုကျွန်တော်တို့ဟိုဓမ္မတဇတ်ဇတ်တော်မှာလည်းပဲမူးတဲ့ပုံစံတွေပြောတာပါနော်ဘုရင်ကပွဲတော်တည်တယ်ဟိုတော့ဥပုံနေဆိုတာငါမရဘူးလေပြေးတယ်အဲ့တော့ပထမတော့ဘာမှမဖြစ်ဘူး အတော့စားလေးပါလာတော့မူးလာတော့အသားဟင်းမပါတော့ရမဲရှာတယ်။မရဘူးလို့ဆိုတဲ့အခါကျတော့သူ့ပုံပေါ်မှာတင်ထားတဲ့သားငယ်လေးကလေးလေးရင်ခွင်ပိုက်လေးကိုဇက်လင်ချိုးပြီးထားဖို့ချက်ဆိုပြီးရတယ်။ပြောရင်တော့အမှုသမားတွေနဲ့ပတ်သက်လို့ဒီဒီရဲ့အကောင်းကျိုးတစ်ခုမှမရှိဘူး။ပရိသတ်တွေကျိုးရလဲအပေကိုကြမယ်။အဲ့ဒီမတိုင်မီမှာလည်းပဲစီးပွားပြက်မယ်ဥစ္စာတွေဟိုလာချို့ရင်းမယ်နော်။ဒီဒီအော်တပ်ပါတွေကင်းလွတ်မယ်။ခိုင်ရန်တွေများမယ်။တမာတိပြက်မယ်ပညာရောပါမယ်။တစ်ခုမှမကောင်းဘူး။ ဒါဒါတောက်ဆဲအချိန်မှာအဲ့ဒါပြီးသွားလို့ပဋိသန္ဓေအကျိုးကလည်းအပေကြမယ်ပြန်တက်လာရင်လည်းလူဖြစ်လူယူနတ်ဖြစ်နတ်ယူဒါဆိုရင်ကျွန်တော်တို့အမြဲတမ်းရှောင်ကျင်ဖို့ကောင်းတဲ့အရာဖြစ်သွားပြီပေါ့နော်။ကောင်းပြီဒါဖြင့်ကျွန်တော်တို့ conclusion ညီကုန်းချုပ်မယ်။အခြားအခြားသောသိက္ခာပုဒ်တွေမှာလို့ပဲသူ့မှာလည်းအင်္ဂါအချက်တွေရှိတယ်။လေးချက်ရှိတယ်။ငူရစ်စစ်တတ်တဲ့အရာဝတ္ထုပစ္စည်းဖြစ်ရမယ်။သုံးဆွဲလို့တဲ့စေရနာရှိရမယ်။လုံလပြယောဂပြုရမယ်။နောက်တစ်ခုကတော့ခန္ဓာကိုယ်တွင်းဝင်ရမယ်။ခန္ဓာကိုယ်တွင်းဝင်ရမယ်ဆိုတာပိတေနဘဝိသတိလို့ခေါ်တာပေါ့။ ခန္ဓာတွင်းဝင်ဖို့အဓိကပဲခရွင်းနဲ့ဝင်တာယုံနဲ့မဆိုင်ဘူးခရွင်းနဲ့ဝင်တယ်သွင်းတယ်ပူခါကြီးဆိုပြီးထွေးလိုက်ရင်ဒါအင်္ဂါတစ်ချက်ညော့သွားတယ်ခန္ဓာတွင်းသွင်းတယ်ဆိုတာကဓာရရည်အများကြီးရှိတယ်နှာခေါင်းကပဲသွင်းသွင်းပိုက်နဲ့ပဲသွင်းသွင်းမူရစေဝါကိုစစ်ထိုးအပ်နဲ့ပဲသွင်းသွင်းရေပြားကပဲသွင်းသွင်းအကုန်လုံးအကျုံးဝင်တယ်နော်အဲ့ဒါဆိုရင်အဲ့ဒီလေးချက်နဲ့မိရင်ညင်ညွတ်သွားရင်ပေါ့နော်အဲ့ဒါပါလဲဆိုရင်ကမ္မပဋ္ဌာမြောက်တယ်အပေပဋိသန္ဓေကိုကျွေးပြေးတယ်ပေါ့ဗျာဒီနေရာမှာကျွန်တော်တို့မှတ်စရာလေးတခုရှိကြဗျာအဲ့ဒါကပါလဲဆိုရင် သောတာပန်သေးမတော့ငှက်ကျွေးကြရေမတော့ဆိုတဲ့စကားလုံးလေးရှိတယ်ဒါကအတိလိမ်ပါတို့ပွားပြီးတော့ဉာဏ်ပညာမြင်မှားဖို့အတွက်ဆိုတော့ဒါလေးကိုဥပမာလေးထည့်တာပါနော်အဲ့တော့ငှက်ကျွေးကြရေမတော့ဆိုတော့ကျွန်တော်တို့ရှင်းစရာမလိုဘူးဒါဓမ္မတာသိတိကျိုးကြငှက်ကရေမတော့ဘူးပေါ့ဗျာနိုးနေနိုးရင်နဲ့ရေနဲ့ရောလိုက်ရင်ရေကိုပြန်ထုတ်လိုက်တယ်နိုးရီပဲဝင်တာပေါ့ထားလိုက်တော့ဒါကတော့သူ့ဓမ္မတာသိတိငှက်တည်းဒီဘက်ကသောတာပန်သေးမတော့ဆိုတော့သောတာပန်အသေးသေးရက်ကိုမတော့ဘူးဒါကတော့ရှင်းတယ်ငါးပါးသီလအပြည့်လုံးတဲ့အသက်နဲ့လေ ဒါပေမဲ့စကားတစ်ခုကထပ်ထွက်လာတာရှိတယ်။ဒါတချို့စကားဝိုင်းတွေမှာဆိုမရှင်းနိုင်။သောတာပန်အရက်နဲ့ရေရောပြီးတိုက်ရင်အရက်သာဝင်နဲ့ရေမဝင်ဘူးလို့ဒီလိုဆိုရိုးလေးရှိကြပါဗျာ။ဆိုရိုးဆိုရိုးလေးပြည်တာ။အဲ့ဒါကဘာလဲလို့ဆိုတော့အမှန်တော့ဒီဘက်ကသောတာပန်ဆိုတဲ့အရိယာရဲ့ဂုံသတ္တိပေါ့။နော်အရိယာ80ခေါ်တာပေါ့။အဲ့ဒီအရိယာမှာယူရတဲ့ဓမ္မကမဲ့သောတာပတိမဲ့ရဲ့ဂုံသတ္တိပဲ။အမှန်က liquid ဆိုတာရောလိုက်အရက်နဲ့ကြီးရောလိုက်ပါးစပ်ကိုဆွဲပြဲလောင်းထဲပေါ်ချုပ်ပေါ်ဗျာသောတာပန်ကတော့ဒီတိုင်းတော့ပဲတောက်မယ်နော်သူချောင်ကျင်တဲ့ အတင်းတိုက်မယ်ဆိုရင်ဝင်သွားမှာပဲဝင်သွားပြီမဲ့ဘာဖြစ်မလဲဆိုရင်ဒီခန္ဓာကိုယ်ကဒီဓမ္မရဲ့ကုံကဒီလိုဟာကိုလက်မခံဘူး။ဟိုကျွန်တော်တို့တချို့လူတွေဆေးတောက်တယ်ဗျာဆေးနဲ့မတည့်တဲ့လူတွေပြန်အန်ထွက်တယ် allergic ဖြစ်တယ်အဲ့ဒီလိုမျိုးပေါ့ဒီကုံရောက်သူကပြန်ထွက်တယ်ဒီဟာဘယ်လိုနည်းမှမရအောင်နောက်တစ်ခုကအဲ့ဒါကစကားမကြံဘူးပြောတာတောတပံကိုချုပ်ပြီးတော့ဗဇက်ဖြစ်အရက်တည်းကြီးရောထဲ့ဆိုတာအဆုံးစုံစကားကိုပြောတာစားမကြံစကားမကြံအမှန်တော့တောတပံရဲ့အရက်ကအဝေးကြီးပဲ သူကအဲ့ဒါလိုသူ့ကိုချုပ်ပြီးတိုက်တယ်လူချော့ပြီးတိုက်တယ်လူနဲ့လည်းဘယ်လိုနည်းနဲ့မှပေါင်းစင်လည်းရှိမှာမဟုတ်ဘူးဒီလိုအခွင့်အခါလည်းဘယ်တော့မှမကြုံဘူးပေါ့နော်ဒါကတကယ်လို့ကြုံခဲ့ရင်တော့မှအဲ့ဒါလိုဟိုဂုံတူးတွေတတ္တတူးတွေရှိတယ်ပေါ့နော်ဒါလေးကိုကျွန်တော်ပြောကြလိုပါတယ်နော် အချိန်ကိုလည်းလေ့စားသွားပြန်ပေါ့နော်မေးစရာရှိလဲရပါတယ်ဒီမေးပါသူရာမေရာယာနဲ့ပတ်သက်လို့ဟုတ်ကဲ့ပါဆရာဆရာပြောပြပေးခဲ့လို့ဒီသူရာမေရာယာနဲ့ပတ်သက်ပြီးတော့ဘဝတုတ္တအများအရရှိရပေါ့နော်တမိတိကျန်တာတခုကကြတော့တချို့ကဒီတည်တရက်တော့စားတာကိုစေဝါအဖြစ်နဲ့အသုံးပြုကြရပေါ့နော်အဲ့ဒါကရောအပြည့်ရှိမရှိတည်ကျန်ပါဆရာသူပန်တော့သုံးတဲ့အပိုင်းမှာပေါ့နော်အနှစ်ချုပ်လိုက်ရင်၄မျိုးရမယ်ဗျာနံပါတ်၁ကစေဝါထဲမှာပါတယ် နံပါတ်2ကဆေးဝါးထဲမှာမပါဘူးဒါပေမဲ့သူ့ကိုဆေးဖြစ်နဲ့တက်တက်နဲ့တောက်တယ်နံပါတ်3ကတော့ဒါကတော့အရသာခံခြင်းလို့ကြိုက်ကြတောက်တယ်ပေါ့နော်ဒါလည်းဒါလည်းတကူလူရှိရအောင်နံပါတ်4ကတော့တချို့ကအဲ့ဒီ3ခုမဟုတ်ဘူးရဲစေးတင်ခြင်းလို့တောက်တာရှိတယ်နော်အဲ့အဲ့ဒါတကူရှိအဲ့ဒီ4ခုကနံပါတ်1ဆေးဝါးထဲပါတဲ့ဟာအပြစ်မရှိဘူးမရှိဘူးဆိုတာကအခုအင်္ဂလိပ်စေးတော်တော်များများမှာအရက်နဲ့กินလို့ဒါသိပ်မရှိဘူး ဒါပေမဲ့အပြစ်မရှိဘူးလို့ပြောတာကကျွန်တော်တို့စိတ်နဲ့ပြောတာမဟုတ်ဘူးဘုရားရှင်ကဆက်ဟောရတာလေးရှိတယ်အမှုပညာလေးရှိတယ်အဲ့ဒါပါလဲဆိုတော့နဝွန်တော်နဂန်တော်နရတ်တော်ပညာရပညာယတိလို့ခေါ်တယ်နဝွန်တော်ဆိုတာအဆင်းမရှိအောင်အရက်ရဲ့အရက်နဲ့ပတ်သက်တဲ့အရက်ရဲ့အဆင်းအယောင်ပေါ့နော်နဂန်တော်ဆိုတာအနံ့မရှိအောင်အနံ့ပြက်နေရမယ်ဒီအချက်ကနော်နောက်နဝွန်တော်နဂန်တော်နရတ်တော်အရက်ရဲ့အရသာပြက်နေရမယ်အဲ့ဒါလို့ဖြတ်ပြစ်ထားဖြတ်ပြစ်ထားတော့ဟာမျိုးဆိုရင်အတ်တယ်ပေါ့ ဲ့တော့မြတ်စွာဘုရားရှင်ကဗေဒစ္စခန္ဓာမှာဝိနည်းမဟာဝါမှာစီကိုကြက်အောင်လို့နော်စီရိုးစီကိုပေါ့ကြက်အောင်လို့လုပ်ပြီးရင်ခုနသေရေသေးရက်နဲ့ရောပြီးတော့ယဟန်တော်တွေကိုသူတဲ့ဖြစ်တဲ့ဟာပေါ့ဗျာဒါပါတော့အယိုးနေပါတယ်နဲ့ချင်းစီတဲ့ဖြစ်တဲ့ဟာတွေကိုလိန်ခွင့်ပြုထားတယ်ကျက်နေသောစီနဲ့ရက်ကိုရောပြီးဒါပေမဲ့ခုနကနဝုံတော့နဂံတော့နာထတော့ပညာရတိရတော့ပါမယ်အရရအစဉ်အနံအရသာပြက်နေအပ်တယ်ပေါ့နော်ဒါနံပါတ်1ဟာနံပါတ်2ကတော့ဒါစေဝါမှာပါမှုပေါ့ နံပါတ်1ကတော့ဆေးဝါးမှာပါတာမဟုတ်ဘူးသူ့ကိုဆေးဖြစ်နေတောက်တာအဲ့ဒါကြတော့အယက်မန်းသိရင်အပြစ်ရှိတယ်မသိလို့တောက်ရင်တော့အပြစ်မရှိဘူးအိမ်တော်တွေတချို့မီဒီယမ်ထဲမှာအယက်တောက်ကြတာပြပါလေရှိတယ်အယက်မန်းသိပြီးတောက်ရင်တော့ဒီပြင်းကြီးရှာပေါ့ဗျာအယက်မန်းသိပြီးတောက်ရင်တော့အပြစ်ရှိတယ်အဲ့တော့နံပါတ်3ချက်ကတော့ပိုရှိတယ်ကြိုက်လို့တောက်တယ်အရသာခံခြင်းလို့တောက်တယ်နံပါတ်4ကတော့အပြစ်အကြီးဆုံးပဲသူကပြစ်မှုနှစ်ခုလုံးပဲရဲစစ်တင်တယ်တောက်တာတပြည့်ဟိုဘက်ကိုထတ်ကျူးလွန်တာတပြည့်ပေါ့နော်အဲ့တော့ ဒီရဲသွေးတင်လို့တောက်တာလည်းအပြစ်ကြီးတယ်။ဟိုလောကမှာဟိုဒုစရိုက်ဇမားတွေမှာလူသက်ခိုင်းတယ်ဗျာ။လူသက်ရင်တတ်တဲ့လူကပရမတ်တရားကံ။ဒါမှမဟုတ်သူ့နောက်မှာလက်မဲကြီးပေါ့ control လုပ်နေတာရှိတယ်။အဲ့ဒါအဲ့ဒီပုဂ္ဂိုလ်ကပိုပညာရှိတယ်။သူကခိုင်းနေတာဒါကြီး။ထုံနေတူစားပဲအရက်ကလည်းထုံနေတူစားပဲ။ကြံတဲ့ပါဏာတိအဋ္ဌိဏကာမေသူမှုသာသူ control လုပ်နိုင်တယ်။မူးသွားရင်အကုန်လုပ်လို့ရတယ်။ဒါရဲစစ်တင်တဲ့ဟာမျိုးပေါ့နော်။အေးနောက်ဆုံးတစ်ခုကတော့ပိုပြီးအပြစ်ကြီးပါတယ်။တူရာမီရာရမြစ်စပမာဒဌာနရဲ့အဓိပ္ပာယ်ကိုရှင်းပြရမှာပါ။ နောက်တစ်ခုကကျတော့သေအရင်မှမသိပဲတောက်မိခဲ့လို့ရှင်ရောအဲ့ကန်ထိုက်ပါလားရှင်ဖြာသူရမေရီယာမစ္ဆဗမထဌာနဆာသူရဆိုတာရှေ့ကတော့စိန်နဲ့အရက်ရဲ့ချက်တဲ့အရက်ရဲ့နှစ်ခုရှိတယ်မှန်ပါသူကစိန်ထားလို့ရှင်လည်းကြားရှိဘူးလာတဲ့ဟာရှိတယ်ပေါ့နော်ချက်တဲ့အရက်လည်းနှစ်ခုရှိတယ်ရှေ့ခေတ်ကသူရနဲ့မေရီယာနှစ်ခုအဓိကထားပြီးတော့မစ္ဆဆိုတာဒီအရေးကရှင်မှုစေတတ်တယ် ရှင်မူတယ်ဆိုတာဘာတော့ဆိုလို့ရှိရင်မန်တက်လာတယ်လို့ပြောတာမန်တက်လာတယ်အမှန်မသိတော့ကုပမာဏအတိုင်းတာမသိပမာဒဌာနဆိုတာအကောင်းနာလို့ဖို့အတွက်မေးလျော့သွားတယ်သူကလူကြီးတွေယူတရားမှာတော့ကုသိုလ်ကောင်းမှုလောမှာတော့ဒါတွေမေးလျော့သွားတာဌာနဆိုတာအကြောင်းအဲ့တော့ဆိုလိုတာလူတယောက်ဟာကောင်းတဲ့ စိတ်နေသဘောထားတွေပျက်စီးသွားစေတတ်တဲ့မူရစ်တဲ့အရာဟာပမာဒဌာနပဲနော်မူရစ်သွားလို့ရှိရင်အဲ့ဒါမတော့ဖ ೇನೆ မူရစ်ထားလည်းရှိသေးတယ်လေမန်တက်နေတဲ့အခါလည်းမူရစ်တယ်ပတ်စံချမ်းသာတဲ့အခါလည်းမူရစ်တယ်အရွယ်ငယ်တဲ့အခါမှလည်းမူရစ်တတ်တယ်ပညာတက်လာလို့ရှိရင်လည်းမူရစ်တတ်တယ်အဲ့ဒါတွေကဒီထဲမှာပါတယ်မူရစ်မှုလို့မထလို့ခေါ်တယ်သူလူငယ်လူရွယ်တွေမှာကျတော့ယောပနမထလို့ခေါ်တယ်ငယ်တဲ့ခုငယ်တဲ့မှန်ပေါ့နော် ။နောက်ကျမ်းမာလို့ရှင်းတယ်အရောချမထာလို့ခေါ်တယ်။အသက်ရှိနေတဲ့ရှင်းနေတဲ့ပုဂ္ဂိုလ်ရဲ့ဇီဝိတမထာဆိုတာ။ဒါမသေးဘူးဆိုတဲ့မမနာကြောင့်မကောင်းမှုအကုသိုလ်တွေလုပ်မိတတ်တယ်ပေါ့။မေရော့စေတတ်တဲ့အရာတွေလို့ပေါင်းပြီးတော့မျက်စောပြားသုံးတာအဓိကကတော့ဒီလူတယောက်ရဲ့ကောင်းတဲ့စိတ်တွေအမှတ်တင်ညာတွေကောင်းတဲ့အမှတ်တင်ညာတွေကောင်းတဲ့စိတ်တွေသဘောထားတွေ ပျောက်ကွယ်သွားစေတတ်တဲ့အရေးမျိုးဟာမတော့တဲ့မှုလို့တို့ဆိုလို့ရပါဘူးเนาะအဲ့ဒါတောက်လိုက်လို့ရှိရင်ဒုတိယဟာဒီတတိတရားတွေလွတ်လွတ်သွားပြီးတော့အမှတ်တင်ညာတွေလွတ်သွားပြီးတော့ကိုယ်ပါလွတ်လွတ်လုံမမသိတာမျိုးထီအောင်ဖြစ်သွားတယ်မှန်ပါဗျာအရင်မူးရင်စိုးတော့မကပ်ဘူးမဟုတ်လားမှန်ပါဗျာအဲ့လိုလိုဟာမျိုးထီအောင်ဖြစ်သွားတဲ့ဟာတွေကမတော့တဲ့မှုလို့ဒီလိုအသေးပဲနဲ့ ီဆုလို့ရတဲ့အဓိပ္ပာယ်ပါနော်အခုတော့အကုန်လုံးမစ္ဆာဆိုရယမှုစီရတ္တိအားလုံးကမစ္ဆာထဲမှာပါတယ်သူရနဲ့ပေရရတော့စိတ်နဲ့အယက်နဲ့ချက်တဲ့အယက်ပမာရဌာနဆိုတာတခြားမေးလျော့စီတတ်တဲ့အကြောင်းတရားတွေအားလုံးပေါ့နော်ဘိရှူရာရောဘာရောအကုန်လုံးပါမှာပေါ့လူရဲ့ပဂတိစိတ်နေထားသူဆိုတာ ချိုးချောင်းဆင်းရဲတဲ့အသိဉာဏ်ရှိတဲ့အဲ့ဒါတွေကိုပျက်စီးသွားစေရတဲ့အရာတွေခတ်တဲ့ကိုသူရမေရိယမစ္စမာရဌာနလို့ဆိုနိုင်တယ်ပေါ့နော်။တေးအယမတ်မသိပဲတောက်ပြီးခဲ့ပါကကန်ထိုက်ပါသလားလို့ဆို။ဆေးအမှတ်နဲ့တောက်တာမျိုးတို့ဆေးဖြစ်လို့တောက်တာမျိုးတို့ဘူးရထမဟုတ်ပဲနဲ့အဲ့လိုတောက်ပြီးမယ်ဆိုလို့ရှိရင်တော့ဘူးလောက်အောင်တောက်ရင်တော့လူရဲ့စိတ်ဟာအမှန်အမှန်မသိတော့တာအမှန်တယ်။အဲ့ဒီအမှန်မသိမှုကပို့ပြီးတော့ မဟုတ်တာတွေလုံးမိရင်တော့ပို့ပြီးတော့အပြစ်ချီတာပေါ့နော်အဓိကဆုံးရှုံးမှုကဘာလို့ဆိုရင်သူရမီရကန်ထိုက်တယ်မထိုက်ဘူးဆိုတာသူရဲ့အဓိကဆုံးရှုံးမှုကဘာလို့ဆိုရင်လူတွေဆိုတာကိုချိုးစည်းပွားအတွက်အသိပညာတွေစီးပွားထောက်ရမယ်အများကျိုးဆောင်ရွက်ရမယ်ဆိုရင်ကောင်းတဲ့စိတ်တွေသဘောထားတွေကိုပျက်စီးဆုံးရှုံးသွားစေတတ်တယ်အဲ့လိုပျက်စီးဆုံးရှုံးသွားလို့ရှိရင်ဒါသူ့ရဲ့အဆိုးကျိုးလို့ခေါ်တယ် ်တနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်တေးရမမသိလို့တောင်းပြီးပဲခဲ့ပါကံထိုက်ပါသလားဆိုတာနောက်ဘဝခံရမယ့်ဟာကိုရည်ရွယ်ပြီးတော့မေးတဲ့မေးခွန်းမျိုးဖြစ်တယ်တမပါဗျာဒါပေမဲ့လို့အရင်မမသိပဲနဲ့တောက်တောက်သိလို့ပဲတောက်တောက်သူ့ရဲ့ effect ကရှိတယ်တမပါဗျာအဲ့ဒီသူ့ရဲ့ effect ဟာအကောင်းကျိုးမလားဘူးအနည်းဆုံးဘာဖြစ်တယ်လို့ဆိုရင်အရင်ကျွန်းတယ်လို့နောက်ပြီးတော့လူဟာတေးရည်အရင်တောက်ပါများလားလို့ရှိရင် တွေးတောဆင်ခြင်မှုတွေကလွဲမှားလာခါလိုက်လို့ပုံမှန်မစင်းစားတတ်တော့ဘူးเนาะအုံနောက်ရဲ့ပြောင်းလဲမှုတွေဖြစ်နိုင်တယ်အဲ့ဒီလိုအုံနောက်ရဲ့အသိဉာဏ်တွေကလမ်းချော်ကုန်တာမျိုးတွေဖြစ်တာဒါကသူဒီဘဝတွေမှာခံရတဲ့အကျိုးဆက်လို့ပြောမှာပါတိလို့တောက်တောက်မတိလို့တောက်တောက်အစိတ်ဟာဆိုဥပမာနဲ့တမန်ရှူတောင်းတစ်ခုကပြောမှာဆိုရင်အစိတ်ဆိုတာတိလို့စားစားမတိလို့စားစားအဲအစိတ်ကအစိတ်ပဲလေမှန်ပါ ဟုတ်တယ်မဟုတ်လားအဲ့တော့ငါအယမမသိလို့တောင်းပြီးပါတယ်ဆိုလို့မရဘူးထဲထဲဝင်သွားရင်သူကတော့သူ့ရဲ့ effect ကတော့လာမှာပဲမှန်ပါဗျာအဲ့ဒီ effect တော့ခံရမှာပါမှန်ပါဗျာမှန်ပါဥပဒေလိုပေါ့မသိလို့လုံးပြီးပါတယ်ဆိုရင်ဥပဒေကခွင့်လွှတ်တော့မှာမဟုတ်တာမှန်ပါဗျာမှန်ပါ